အားလုံးပဲမင်္ဂလာပါခင်ဗျ channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုပါရစေဒီနေ့ဇလန်ကိုစပြီးတော့ကြည့်လိုက်ပြီဆိုတာနဲ့ Michigan ပြည်နယ် Detroit မြို့နယ်ကနေပြီးတော့မှစတင်ရမှာဖြစ်ပြီးတော့မှ Drake Parker ဆိုတဲ့စနစ်နဲ့သားခက်ဆိုးဆိုးကောင်းလေးတော်ဆိုလို့ရှင်တော့သူရဲ့မိ Cherry နဲ့အတူနေတဲ့တိုက်ခင်းကနေထွက်ခွာဖို့တဲ့စိတ်မပါလက်မပါနဲ့ပြင်ဆင်နေရပါတယ်သူရဲ့မိကမိုးဆိုးမတယောက်ဖြစ်ပြီးတော့မှကားဆက်ရုံမှာအလုတ်တရတာကြောင့်ဟိုဝေကြီးပေကျင်းမြို့တော်ကိုပြောင်းရွှေ့ရမယ့်ကိစ္စကြီးကိုကောင်းလေးကစိတ်ပြတ်နေပြီမလဲအစားပြုစရာအစ်စ်ဆိုပြီးတော့မှလည်းမျောလင်းချက်ထားနေရပါတယ်ဒိမော်ရောက်တဲ့အခါမှာတော့အမေက မန်ဒရီစကားကိုဇိုတင်းကျင်ခိုင်းနေတာဖြစ်ပြီးတော့မှဘေးကခီးတယ်တွေနဲ့စကားသွားပြီးတော့ပြောခိုင်းတော့မှခွက်ခင်းနေပြရပါတော့တယ်။ဘာကြောင့်လဲဆိုလို့ရှင်တော့သူကအင်္ဂလိပ်စကားပဲပြောတတ်တာကြောင့်မှာပေကျင်းကိုရောက်တာနေပဲတိုက်ခင်းတင်မှာချက်ချင်းဆိုသလိုဟယ်ရီဆိုတဲ့မိတ်ဆွေအမေရိကန်တငယ်ချင်းတယောက်ရောက်ခဲ့ပါတယ်။ဒါမဲ့လေဇလန်ဆာရာကတော့ရေချိုးခန်းပြတာကြောင့်လက်သမားဆရာကြီးမစ္စတာဟန်ကိုသွားပြီးတော့အကြောင်းကြားတဲ့အချိန်ဖြစ်ပြီးဟန်ကသူ့ရဲ့နေလေစာစားနေတာဆိုပြီးတော့ဒရေကိုတဲပြင်းကနေနှင်းထုတ်ဖြစ်ပါတော့တယ်။အဲနောက်မှာတော့ဒရေကဘတ်စကတ်ဘောကစားရေးနဲ့ပဲ ဗိုင်ယိုလင်တီးတဲ့မင်းရင်းဆိုတဲ့ကောင်မလေးကိုမျက်စိကျနေတာပါမင်းရဲ့အယုံကိုဖန်ဆာဖို့တဲ့သူဟာပင်ပေါင်းကစားပြပါတယ်အနိုင်ရတာမဟုတ်ပေမဲ့လည်းပေါ့ပြီးတော့ရိုဘော့အကောင့်နဲ့ဖြောပြပါတော့တယ်အဲဒီလိုမျိုးပြပေါ်ရှင်စကားပြောနေတဲ့အချိန်မှာပဲအသက်15နှစ်ရွယ်ခရရန်ခေါင်းဆောင်ချန်နဲ့သူ့ရဲ့အဖွဲ့ရောက်လာခဲ့ပြီးတော့မှချန်ကသူ့ရဲ့ကွန်ဖူလက်နဲ့ဒရေးကိုရိုင်းနေလိုက်တဲ့အခါမှာမင်းရင်းကဝင်ပြီးတော့တားလို့သာတော်ပါတော့တယ်ဒရေးရဆိုလို့ရှင်တော့အဲ့ဒီဒင်ရီကိုမိတ်ကနဲ့ဖုံပြီးတော့အမိကိုလင်ပြီးတော့ကြောင်းသွားရပါတယ်ချယ်ရီကတော့တားလိရဲ့ပရမသုံးနေမှာစိတ်ပူနေတာပါ ကျောင်းကမင်းကကျွေးကိုသူနဲ့တမင်းစောင်းလေးကိုကိုညီတင်ပေးပြီးချင်းအားသူ့ရဲ့မိသားစုမိတ်ဆွေရင်းဖြစ်တဲ့ကြောင့်လည်းအနိုင်ကျင့်တဲ့အတွက်လည်းတောင်းပန်တယ်ဆိုပြီးတော့ပြောပါတယ်။အဲနောက်မှာတော့မစ္စတာဟန်ကရေချိုးကန်ပြင်မှုတဲ့သူတို့အိမ်ကိုရောက်လာပြီးတော့မှဂျွေးကိုမိဖွင့်မိပိတ်လုံနီးကိုပြောပြရင်းနဲ့ဂျွေးရဲ့အကျင့်ပြမှုကိုချယ်ရီကစုံောက်နေတာကိုခြောင်းပြီးတော့ကြည်နေပါတယ်။အထူးသဖြင့်ဂျက်ကက်ချိတဲ့ကိစ္စရပါ။နောက်မှာတော့ဒရီကချန်တို့ကိုပုတ်ရှောင်းနေကနေမင်းရဲ့ဗိုင်လုံကျင့်နေတာကိုတွားပြီးတော့တီးပါတယ်။စကားပြောပြီးတော့ပြန်ထွက်မှာတော့ချန်နဲ့ပြန်တိုက်မိပြီးအကွာဝေးမှနေဖို့အတွက်ချင်းချောက်ခံလိုက်ရပါတယ်။ နောက်ပိုင်းမှာတော့မြို့လေကောင်မှရှောက်လေရင်းနေပဲကုဖူးတင်တဲ့ကြောင်ကြောင်ကိုဒရီဟာသဘောကျပြီမြေကျောင်းကတော့အဲ့ဒီကြောင်ကကုဖူးပါမီရှင်ဖြစ်နေမှန်းသိတော့စိတ်တဲ့ကြပြီအမေနဲ့ရံပြင်းရင်နဲ့ပြေးထွက်လို့သွားပါတယ်မစ္စတာဟန်ကသူ့ကိုစကားပြောတဲ့ကိုနားဆင်လို့နေပါတယ်တာမီမြို့ကိုလေးလာခေထွက်တဲ့အခါမှာမင်းရင်ကဆရာတယောက်ကိုပဲပြောဖို့အတွက်တိုက်တွန်းပေးမိလေဒရီကတော့တွန်းဆုံနေစေဖြစ်ပြီးတော့မှအဲ့ဒီပုံမှာစိတ်တို့လုံးတော့ဒရီကနောက်ဆုံးမှလက်စားချတဲ့သူရဲကောင်းဆက်လို့ပြီးချင်းတို့ဖွဲ့ကိုရေပုံးနဲ့ရင်းညစ်ပက်တွေပက်ချလိုက်ပါတယ် အဲဒါကြောင့်မေဒေါသထွက်နေတဲ့လူစိုးအဖွဲ့ရဲ့အပြင်းထန်လိုက်လံခံရပြီးတော့ပြစ်စည်းထားတဲ့တင်းနာမှာတောင်းပေးမိသွားခဲ့ပါတယ်။အရေးကြီးတဲ့ချိန်မှာပဲမစ္စတာဟန်ကတနိုင်းလေးကပေါ်ထွက်လာတဲ့လိုရောက်ရှိလို့လာခဲ့ပြီးသူဟာမြို့နယ်လောက်ဆရာပဲကုမှုပညာတွေနဲ့အကောင်လေးတွေကိုဟန်တာပြလိုက်ပါတော့တယ်။ပြီးတော့တရားထားတဲ့တွေကိုလည်းကြောင်ပါဆိုတဲ့ရှေးအောင်နီးပညာနဲ့ကုသပေးပြီးတော့မှအဲဒီခါမှာဒရေးကဟန်ဟာရိုးရိုးလက်သမားဆရာကြီးတွေမှာကပဲနဲ့ကုမှုမာစတာဆရာကြီးဖြစ်နေမှတိလိုက်ရပါတော့တယ်။သူကိုဆရာဒီမို့တဲ့ဇိုတင်းတောင်းဆိုပါတယ်။ ဆရာဟန်ကတော့အစာပိုင်းမှာတိုက်ခဲမဲ့အစားငင်းငင်းရေးယူဖို့အတွက်ဆရာလီရဲ့ Fighting Dragon ကျောင်းကိုခေါ်သွားပါတော့တယ်။အဲဒီမှာဆရာလီရဲ့ channel နဲ့တင်ကြားမှုတွေနဲ့ရက်စက်တဲ့တိုက်ခိုက်မှုတွေကိုသူတို့နှစ်ယောက်တွေ့လိုက်ကြပြီးတော့မှအချင်းကဆရာဟန်ကိုပြန်ပြီးဆိုတော့ဟန်ကဆေးမရှိဘဲနဲ့ဒရီဟာလာမယ့်ကုန်ဖို့ပြန်မဲမှာပါဝင်ရှင်ပြန်မဲဆိုပြီးတော့မှအပေးယူလုပ်လိုက်ပါတော့တယ်။အဲ့တော့မှပဲ channel ဘက်ကသူ့ကိုလေ့ကျင့်မှုတဲ့မနောက်ရှေ့ရသလိုဆရာလီကတော့ dream မပါဝင်လို့ရှင်အပြစ်ပေးမယ်လို့ချင်းချောက်ပြီးတော့လက်ခံလိုက်ပါတယ်။ နောက်တစ်ပတ်စနေနေ့မှာဒရိတ်ဟာသူ့ရဲ့မိကိုကွန်ဖူးတင်ဖို့တဲ့ဆရာထက်တဲ့နေကြောင်းပြောပြီးဆရာဟင်းရဲ့အင်ကိုပြေးသွားပါတယ်။အေရှိကပြင်းနေတဲ့ကားပြက်ကြီးကိုဆက်ဆုပ်ပြီးတော့မှမိကိုနေထုံနေပါတယ်။သူ့ရဲ့အမေရိကန်ကျောင်းမှာဂျွန်မာရီဘာတွေတင်ထားဖို့တဲ့အကြောင်းကြွားလုံးနေထုတ်ပါသေးတယ်။ဒါပေမဲ့လည်းဆရာဟင်းပရမအဆုံးတင်ခန်းစာကတော့ဂျက်ကတ်ကိုချိတ်ချုပ်ဝိပြန်ချုပ်ဒါရီကိုနေတိုင်းထက်ခါတလေလောက်ခိုင်းတာပါ။အဲ့လိုမျိုးကြွက်သားမှတ်ဉာဏ်ရအောင်တင်ပြီးတော့ကိုဒရိတ်ကစိတ်ပြတ်ပေးမယ်လေ။မင်းရင်နဲ့တွေ့ဖို့တဲ့ရှီပွဲတော်ကိုသွားတဲ့အထိစိတ်ရည်လက်ရှိလေ့ကျင့်နေရပါတယ်။ပွဲတော်သွားဖို့တဲ့အမေကမစ္စတာဟင်းကိုဖိတ်တာလေ။ သူကတွန့်ဆိုပြီးတော့မှလိုက်လာပါတယ်။ဘွဲတော်ကိုရောက်တဲ့အခါမှာတော့ဒရိန်းနဲ့မင်းဟာခူးချောင်းခုဝဲထွက်သွားပြီးညသမီးနဲ့သူ့ရဲ့ခြေသူအကြောင်းပြတဲ့စစ်ကူရိုသေးပဲလဲသွားပြီးတော့ကြည့်ပါတယ်။မြေချခံရတဲ့ခြေသူတွေကိုငှက်တွေကတရားထိုးပေးတဲ့အကြောင်းသူတို့ကလည်းလက်ချင်းချပြီးတော့ဂရီတွေပေးကြပါတော့တယ်။အဲလိုနဲ့ဂျက်ကက်ကိစ္စအကြကြီးလောက်ရောက်တော့ဒရိန်းကနောက်ဆုံးမှဒီမခံနိုင်တော့ပါဘူးစပြည့်တဲ့အကြောင်းထုတ်ပြောပြီးတော့မှအင်္ဂလိပ်ထုတ်ဖို့ပြင်တဲ့အခါမှာအဲဒီမှာဆရာဟန်ကဂျက်ကက်လေ့ကျင့်ခန်းတွေဟာခန်းစစ်လှုပ်ရှားမှုတွေအခြေခံအုတ်မြစ်မှန်ကန်တဲ့ရည်တည်မှုဖြစ်နေမှန်းဖော်ထုတ်ပြလိုက်ပါတော့တယ် ခုံမိုးဆိုတာဟာသူတို့လူသမားအရာအလုံးမှာရှိနေတဲ့အကြောင်းရှင်းပြပါရစေ။ရတရက်ဘက်ကြားတဲ့အခါမှာတော့ဟန်ကဒရေးကိုဝီယောင်တောင်တန်းတွေကိုခေါ်သွားပြီးတဲ့နောက်မှာတော့ဒရဂွန်ဝဲတင်းကျန်းကိုကိုပြပါရစေ။အဲဒီမှာဘုန်းကြီးတွေဟာချီဆွမ်းရင်ကိုထိမ့်ချုပ်နေတာကိုတွေ့ရပြီးတော့မှအစီပြင်းတဲ့မွေရောင်ကြီးတွေအရှိမရေလိုလှောင်ရှားနေတဲ့အမျိုးသမီးတယောက်ရဲ့ပုံစံမျိုးကိုဒရေးကအန်ဝတ်ဆောင်နဲ့တွေ့မြင်ရပြီးဟန်ကတော့ဒရေးကို၎င်းရေတွေကရေကိုတောက်ခိုင်းပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကိုရေလိုလှောင်ရှားစေဖို့တဲ့တင်းပေးပါရစေ။အိမ်မင်းရဲ့ရထားပေါ်မှာဟန်ကဘာကင်တယောက်လိုဒရေးကိုပကုံးပုတ်ပြီးတော့ထိတွေ့လာခဲ့ပါရစေ။ ။နောက်ပိုင်းမှာလည်းတွေးဟာခက်ခဲတဲ့လေ့ကျင့်ခန်းတွေပြုလုပ်လာခဲ့ပြီးတော့မှခနာကိုပိုင်းဆိုင်ရာတိုးတက်လို့လာခဲ့ပါတယ်။ဒီအမှာတော့ဟန်ကလေ့ကျင့်ခန်းနားဖို့အတွက်ခွင့်ပေးတာကြောင့်ပဲဒွေးကပြောနေပြီးအဲဒီတော့မှဒွေးနဲ့မင်းဟာအော်ရီရှင်မတန်ကြီးမှာပြပြပွားပွားအချိန်ဖြိုရင်းနေပဲအာဂိတ်ကင်းမှာအကရီရှင်ပြီးတော့ကကြပါတော့တယ်ဒါမဲ့လေမင်းကအော်ရီရှင်နောက်ကျလာကြောင်းပဲသူ့ရဲ့မိမကြီးကဒရီဟာမကောင်းတဲ့ဩဇာလွှမ်းမိုးမှုပေးတယ်ဆိုပြီးတော့သူ့ရဲ့ဆက်ဆံရေးကိုစူအတင်းပဲကန့်သတ်ပြပါတယ်စိတ်ပြအာငယ်နေတဲ့ဒရီကဆရာဟန်ရဲ့အင်ကိုပြေးလာတော့ဆရာကြီးကအယံမူးနေပြီးသူ့ပြင်နေတဲ့ကားအပြည့်ကြီးကို ပြန်ရင်ချူးနေတာလည်းတွေ့လဲရပါတယ်။ဆရာဟန်ကသူ့ရဲ့ဇနီးအပြိုတန်းအစိုးရနဲ့စနေသားတားလီဟာစကားအများကြီးနဲ့ကာတင်မှုကြောင့်ဆုံးသွားခဲ့တာကိုဝမ်းနည်းစွာနဲ့ရှင်းပြပါဗျ။အဲ့ဒီဖြစ်ဒီကိုမမေ့အောင်နှိမ့်စင်ကားကိုပြင်ပြီးတော့ပြန်ရင်ချူးနေတာလို့ဆိုပါတယ်။ကြွေးကဝမ်းနည်းနေတဲ့ဆရာကြီးကိုစိတ်တင်ရာကနေကြော်လာဖို့အတွက်တသားတိုင်နေတဲ့လေ့ကျင့်ကိုပြန်ဆခိုင်းပါတယ်။ဒရီမီဟာမြေကြီးချိုင်းနေပဲချောင်းပြီးတော့ကျင်းနေခဲ့ပြီးနောက်ရက်ဒီမှာတော့ဒရီဟာတရုတ်မဟာဒဏ်ရဲ့ပါဝင်နေရာနဲ့မှလေ့ကျင့်နေတဲ့စိတ်အားမြန်လို့နဲ့မျက်တော်အောင်အဆင်မြင့်တင်နိုင်ခဲ့ပါတယ်။ မင်းရဲ့စကားပြောဖို့စ조사ပြင်မယ်လေသူ့ရဲ့ဖေကအခွင့်မပြုတာကြောင့်ငင်းဆန်ခံခဲ့ရပြီးတော့မှအဲ့လို조사မှုတွေအတွက်ဟန်ကဒရေးကိုယူနီမောဖြူအောင်ဝတ်စုံကိုလက်ဆောင်ပေးပါတယ်ဒရေးဟာညဘက်မှာမင်းရဲ့ဖေရဲ့စိတ်ကိုအနိုင်ယူဖို့အတွက်မရီစကားနဲ့စာရေးဆရာဟန်ကိုအကူအညီတောင်းပါတယ်သူတို့ပြင်ဆင်ထားတဲ့စကားတွေကြောင့်မင်းရဲ့ဖေကစိတ်ပြောင်းသွားခဲ့ပြီးမင်းရဲ့ပြန်ဝဲကိုလာပြီးတော့ကြည့်ခွင့်ရခဲ့ပါတယ်ပြန်ဝဲနေ့ကိုရောက်တဲ့အခါမှာတော့ဟန်ကဒရေးကိုအမတ်နဲ့မဲ့ရယူပြီးတော့မှဒွေးချင်းတဲ့အနိုင်ရဖို့အတွက်တောင်းအားပေးပါတယ်စစ်ဘူးနေတဲ့ဒရေးကတော့အစာပိုင်းမှာတုံ့ချိနေပေမဲ့ ောက်ပိုင်းမှာတော့ယုံကြည်မှုတည်ဆောက်ပြီးတော့ရှေ့ကိုတက်သွားပါတယ်။ဂျန်ကတော့စမီဖိုင်နယ်ကိုခမိုင်မိုင်နဲ့အလွယ်တကူတန်းနေပြီးဒိုင်းမန့်လက်ဒရေးရဲ့တူးတက်လာမှုမြင်ရတဲ့အခါမှာဆီယာလီကမနာလိုတဲ့စိတ်နဲ့သူ့ရဲ့ကြောင်းသားလီယန်ကိုဒရေးရဲ့ဘယ်ဘက်ကျတော့ဒဏ်ရာရအောင်လုပ်ခိုင်းပါတော့တယ်။လီယန်ဟာမလို့ချင်ပေမဲ့လည်းဆီယာအမိန်နဲ့ဒရေးရဲ့ကျတော့ကိုပြင်းနေစွာတိကအလုပ်တဲ့အတွက်အရေးချင်းကပြည့်ရင်းလို့တော့ရပါတော့တယ်။ဒဏ်ရာပြင်းနေတဲ့အခါမှာဆီယာဝင်းကပြင်မဲကနေနှုတ်ထွက်ဖို့တိုက်တွန်းပေမဲ့ ဒီကတော့သူ့ရဲ့ကြော်စီကိုကြော်လွှားချင်တာကြောင့်ဟန်ကိုမီဂျာဖိန်နဲ့ကုသပေးဖို့အတွက်တောင်းဆိုပါတော့တယ်။တောင်းစရာကောင်းလောက်အောင်ပဲပြန်ကောင်းလာပြီးတဲ့နောက်မှာတော့ဖိုင်နယ်မှာဒရိနဲ့ချန်နိုတွေတွေ့ကြပြီးချန်ကဆရာလီရဲ့ညွှန်ကြားချက်အတိုင်းပဲဒရိရဲ့တန်ရာရထားတဲ့ချက်တော့ကိုပဲပြစ်မှတ်ထားတိုက်ခိုက်ပါတော့တယ်။အဲဒီချိန်မှာဒရိကတောင်းပေါ်မှာတွေ့ခဲ့တဲ့မွေးပုံစံစံကိုသုံးပြီးတော့ကိုဟန်နေထောက်ကိုပြန်ထင်းကချန်ကိုချုပ်လန့်ပြစ်လိုက်ပါတော့တယ်။မစ္စတာဟန်တော်မှအံ့ဩသွားခဲ့ရပြီးတော့မှနောက်ဆုံးမှာတော့ဒရိဟာလက်ကန်နဲ့ကန်ချက်ကိုအသုံးပြုပြီးတော့မှချန်ကိုအနိုင်ယူပြီးချန်ပီယံဖြစ်သွားခဲ့တာဖြစ်ပါတယ်။ ဖလားကိုရရှိတဲ့ခါမှာတော့စိတ်ကောင်းဝင်သွားတဲ့ချင်းကဒရီကိုဖလားပေးရပြီးသူ့ရဲ့အရင်ကိုအတိမဲ့ပြပါတယ်။အဲ့ဒီအရေးကြီးတာကတော့ Fighting Dragon ဖွဲ့သားတွေအားလုံးဟာ Mr. Han ကိုသူတို့ရဲ့ဆရာကြီးအဖြစ်ဥညွတ်အယိုးသေးပေးလိုက်ပါတယ်။ဆရာလီကတော့မျက်နှာငယ်နဲ့တယောက်တည်းကျန်နေခဲ့ပြီးနောက်ဆုံးမှာဒရီဟာဆရာဟန်နဲ့လက်သေးချင်းထိုးပြီးတော့တောင်းဝင်သွားတဲ့ဒီဇယ်လန်ကြီးဟာအကြီးကြီးပြောရှင်စွာနဲ့ပြီးဆုံးသွားခဲ့ပါတော့တယ်။ဒီဇယ်ကတင်ကြားလို့တဲ့အဓိကရည်ချက်ကတော့ကျွန်တော်တို့ရဲ့ဘဝအတွေ့အကြုံတွေဟာလျှို့ဝှက်ဆန်းနေတဲ့သင်ငန်းစာတွေပါဝင်နေတယ်ဆိုတာပါ။ ကွန်မှုပညာကိုမြည်ရလို့ရှင်ပြစေဖို့အတွက်ပထမဆုံးကိုယ့်ရဲ့ကြက်ကကိုအမြဲတမ်းချိတ်ဖို့လိုအပ်ပါတယ်။ဒါမှသာလင်းစစ်မှန်တဲ့ခွန်အားနဲ့မျှတမှုကိုရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျ။